อ๋อဒီနေ့တော့မှဟိုဆယ်တန်းဆောင်ဝတ်တွေဖြေတာအာသတိသတိရလိုက်သေးတယ်သမီးကိုဒါအဲသမီးကိုကျွန်တော်ကြောင်းထားတော့ကျွန်တော်အပြေထက်တန်းကိုပဲထက်တန်းကြောင်းမှထားတာဟိုဝန်ထက်ထက်တန်းကြောင်းမှထားတော့အဲ့ဒီအဲ့မှာအဲသူ့ဆောင်ဝတ်ဖြေတဲ့အချိန်ထမင်းသွားကြွေးတာအဲ့တော့ကဟိုဟိုလင်းအခေရလာမသိဘူးလားအဲ36ပြန်လာလို့အဲ့သမီး သမီးလေးဟာဟိုကျွန်တော်ထမင်းចောင်းစင်းလေးနဲ့ထမင်းခွန်းကျွေးတဲ့ပုံလေးတင်ထားအဲ့ဒီပုံလေးကျွန်တော်ပြန်ရှာရှာလို့မတွေ့တော့သတိရတာပေါ့နော်အဲ့ဒီမျိုးတိုက်ဆိုင်မှုရှိတဲ့ရှိတိုင်းတော့အခုသားရည်သမီးသတိရပါတယ်တင်ငန်းကျောင်းမှာရှိတဲ့အခန်းလေးကိုကျွန်တော်မနေပြစ်ပုံပေါ့နော်အရင်တော့ဟိုသားရည်သမီးနဲ့နေခဲ့တော့အဲ့ဒီနေရာလေးနေနေပြစ်တယ်ဆိုစိတ်ခံစားချက်တခုပြောဆိုကျွန်တော်တော်တော်ဆယ်မှာစိတ်စိတ်ကိုကိုယ်စိတ်ကိုကိုဒီတခုဟိုအစီအပြေဖြစ်မဲ့ဟာမျိုး ဘက်ကိုရောက်တော့မှဆိုကျွန်တော်အရောက်မခံဘဲနဲ့နေတာခါကျတော့အလုပ်လုပ်ဆက်ချင်းအဲ့အိမ်မှာသွားလုပ်လိုက်တယ်ပြီးရင်ကျွန်တော်ကျွန်တော်ညီမရှိရဲ့အဲမြောက်တကူမှာသွားနေတယ်အခုကျွန်တော်အဲမြေကောတကွက်ဝယ်ဖို့လုပ်ထားတယ်အဲ့မှာတေချာတဲတေချာတိုက်လေးအဲညီလေးဖူးချက်ကသူစောက်ပြတိုက်လေးပြလာတာအဲ့ဒီသဘောကျပေါ့နော်အဲ့ဘေးနားမြေကောမှာထပ်ဝယ်ပြီးတော့ကျွန်တော်ဟိုပါပေါ့စတူဒီယိုတစ်ခုစောက်မှာပေါ့အခုလက်ရှိအဲတင်ကန်းကျောင်းကနေတဲ့အခန်းလေးကတော့ ိုတိုက်ခန်းလေးလို့လုပ်ထားဆိုတော့တိတ်အဆင်မပြေဘူးဒီလိုအခု EMS လို့စီရူတခုဆောက်ဖို့ရည်ရထားတယ်ပေါ့နော်အဆင်ပြေပါတယ်2015ကကျွန်တော်တို့အများကြီးအများကြီးကံကောင်းခြင်းတွေအများကြီးရှာပါတယ်ဟိုဟောပေါ့ဟိုငွေကြီးနဲ့ပတ်သက်အလုပ်တွေကအရန်ပြည့်ကျက်နေတဲ့အပြင်ငွေကြီးနဲ့ပတ်သက်ပြီးတော့ဟိုစီးပွားရေးသမားတယောက်လို့ဟိုတိန်းယာနဲ့ထောင်နဲ့ချီပြီးဝင်တာမဟုတ်ဘူးပဲနေနေတူကတော့အဲသူ့အတိုင်းလာလင်းနဲ့သူကတော့ကျွန်တော်နေတိုင်း income ရှိပါတယ် င်းပြပါတယ်2015ကကျွန်တော်တို့အများကြီးအများကြီးကံကောင်းခြင်းတွေအများကြီးရှိရပါတယ်ဟိုဟောပေါ့ဟိုငွေကြီးနဲ့ပတ်သက်အလုပ်တွေကအရန်ပြည့်ကျက်နေတဲ့အပြင်ငွေကြီးနဲ့ပတ်သက်ပြီးတော့ဟိုစီးပွားရေးသမားတယောက်လိုဟိုတိန်းယာနဲ့ထောင်နဲ့ချီပြီးဝင်တာမဟုတ်ပြီပဲနေနေတူကတော့အဲသူ့ဒိုင်းလာလေးနဲ့သူကတော့ကျွန်တော်နေတိုင်း income ရှိပါတယ်အဲကျွန်တော်ရလာတဲ့ပတ်သက်လို့လူစရာရှိတာလူတွေကျွန်တော်တပည့်တငယ်ချင်းတွေမိတ်ဆွေတွေ အဆင်မပြေတဲ့လူကျွန်တော်ပြန်ပြီးတော့ဝေပေးတယ်အဲဟိုဟိုဟိုမိသားစုဘယ်လောက်ဒီမိသားစုတော့အဲကျွန်တော်တခြားပူစရာဘာမှမရှိမရှိတော့ကျွန်တော်လက်ရှိအဲကျွန်တော်တင်ငန်းကျောင်းမှာရှိတဲ့အခန်းလေးကိုကျွန်တော်မနေပြပုံပေါ့နော်အရင်တော့ဟိုတားရီသမီးနဲ့နေခဲ့တော့အဲ့နေရာလေးနေနေပြတယ်ဆိုရင်စိတ်ခံစားချက်တခုပြောဆိုကျွန်တော်တော်တော်ဆယ်မှာစိတ်စိတ်ကိုကိုယ်စိတ်ကိုကိုဒီတခုဟိုအဆင်မပြေဖြစ်မဲ့ဟာမျိုး ဘက်ကိုရောက်တော့မှဆိုကျွန်တော်အရောက်မခံမနေနေတာခါကျတော့အလုပ်လုပ်ဆရာချင်းအဲ့အိမ်မှာသွားလုပ်လိုက်တယ်ပြီးရင်ကျွန်တော်ကျွန်တော်ညီမရှိရဲ့အဲမြောက်တကူမှာသွားနေတယ်အခုကျွန်တော်အဲမြေကတော့ကဝယ်ဖို့လုပ်ထားတယ်အဲ့မှာတေချာတဲတေချာတိုက်လေးအော်ညီလေးဖိုးချက်ကသူစောက်ပြတိုက်လေးပြတာအဲ့ဒီသဘောကျဘူးတော့အဲ့ဒီဒိန်းနာမြေကွက်မှာထပ်ဝယ်ပြီးတော့ကျွန်တော်ဟိုပါပေါ့စတူဒီယိုတစ်ခုစောက်မှာပေါ့အခုလက်ရှိအဲတင်ကန်းကျောင်းကနေတဲ့အခန်းလေးကတော့ ဟိုတိုက်ခန်းလေးကိုလုထားဆိုတော့တိတ်အဆင်မပြေဘူးဒီလိုအခု EMS လိုစီရူတခုဆောက်ဖို့ရည်ရထားတယ်ပေါ့နော်နောက်ပြီးတော့ဟိုဟိုကလည်းအဆင်ပြေရဗျကျွန်တော်အခုစင်ကာပူသွားတာဆဲရဲသွားတယ်ဆဲရဲသွားတော့ခုမှတရှင်းတပုတ်ဟိုကိုကျွန်တော်ဟိုဘောကျွန်တော်အမှုပညာလိုအားကဒေါ်လာ300ရတယ်ဆိုဆဲဖို့ဆိုဒေါ်လာ300ရဟောဆိုကျွန်တော်လေလက်မှတ်အသွားပြန်နှုတ်လိုက်လို့ရှိရင်2500လောက်ကျန်တယ်ဆိုလို့ရှိရင်ဆဲရဲကိုဗျာ2500လောက်ကျန်တယ်ဆို390လောက်ရအဲ့မှာဆက်အဲ့ဒါဆိုလို့ရှိရင်အဆင်ပြေရလीအော့ ိုမှာနိုင်ငံသားမှာရှိတဲ့လူတွေကလည်းကျွန်တော်တို့ဒူးတကဟိုအမဂျပန်နေလာအပ်တယ်ကျွန်တော်ဒီမှာတီးရတယ်တီးလို့သူတို့စီပို့ပေးရတယ်ကိုရီးယားလာအပ်တယ်သူတို့စီပို့ပေးရတယ်မလေးရလာအပ်တယ်ဘန်ထိုင်းရလာအပ်တယ်အဲ့ဒီချင်းတွေဆိုကျွန်တော်အတန်သွင်းပြီးသူတို့စီပို့ပေးသူတို့ကဒီကဆိုပြီးကျွန်တော်စီပြန်ပို့ online နဲ့အလုပ်လုပ်ရတာပေါ့အခုဆယ်ကူမှာတကယ်သွားလုပ်တဲ့ခါကျတော့အဲ့မှာရှိတဲ့လူတွေကအာသူတို့ဆိုတာကကျွန်တော်ဘေးနားနေတော့ဟာဒီလူလေးဆိုလူလေးဆိုခိုက်လုပ်ပြီးလို့ရအောင်ဆိုတော့အဆင်ပြေသူတို့လည်းအဆင်ပြေအခုအာကျွန်တော်ဟိုရည်ရွယ်ထားတာပေါ့တချင်းဆယ်ဘုတ်ပြေတစ်ခေါက်သွားမယ် ရှင်းဆယ်ဦးကျွန်တော်အဲ့တည်းရှင်းဆယ်ဦးပြင်တစ်ခေါက်သွားမယ်တစ်ခေါက်သွားရင်2500ကျနေတယ်ဗျာဆိုတော့အဲ့အဲ့လိုမျိုးပေါ့နော်ဆိုတော့အဲရည်ရထားတယ်အဲ့အရာကြီးလုပ်မယ်အဲနောက်တော့ကိုအသက်ရအပိုင်းခြားတစ်ခုရောက်လာပြီဆိုလို့ရှိရင်အေးစစ်ဖြစ်အောင်အိုးသာသနာပေါ်လည်းအပြီးဝင်ဝင်မယ်နောက်ပြီးတော့ကျွန်တော်ရည်ရဲ့ချင်းနေပန်းသမီးကိုလည်းဟိုရွှေရူဘုရားဆိုရွှေရူဘုရားပြေသချင်းပြေသချင်းပြေသချင်းကျွန်တော်မရှိတော့ဘူးဆိုလို့ရှိရင်အာတချင်းဝယ်တဲ့လူတွေရဲ့ငွေတွေအားလုံးကအဲ့ရွှေရူဘုရားအတွက်ဖြစ်ဖြစ်သွားလိမ့်မယ် အပြည့်သချင်းပြည့်သချင်းပြည့်ချင်းကတော့ဘယ်ဖုံးကြောင်းအတွက်အဲကျွန်တော်အဲ့လိုအကုလုံးကိုစီမံပြီးတော့ဟိုကုအမှုပညာလူဘွားရောက်တဲ့အချိန်မှာကုလုတ်ခဲ့တဲ့ဟိုပေါ့နော်အမှုပညာရဲ့ရက်လက်လေးတွေကကုမရှိတော့လဲအဲ့လိုအလူတန်းလေးဖြစ်အောင်လို့ဟိုကျွန်တော်လုတ်ခဲ့မှုရည်ရွယ်ထားတယ်ပေါ့ဟုတ်တယ်အဲ့လိုပဲသွားတယ်အခုတူတာပေါ့ဟိုအဲ့လိုမနေဘူးဆိုတော့သွားလို့တော့အိမ်လေးအဖောက်ခံလိုက်ရတယ်အခုတော့အဲ့မှာဟိုဟိုကျွန်တော်နဲ့ရင်းနှီးတဲ့ဗီဇာစုတွေတစုထားထားပြီးတော့ကျွန်တော်အတန်းဆုံးဆက်ချင်တော့ သွားတာပေါ့ဟာဒီနေ့တော့မှဟိုဆယ်တန်းဆောင်ဝတ်တွေဖြေတာအာသတိသတိရလိုက်သေးတယ်သမီးကိုအဲအဲသမီးကိုကျွန်တော်ကြောင်းထားတော့ကျွန်တော်အပြေထက်တန်းကိုပဲထက်တန်းကြောင်းမှထားတာဟုတ်ဝန်ထက်ထက်တန်းကြောင်းမှထားတော့အဲ့ဒီအဲ့မှာအဲသူ့ဆောင်ဝတ်ဖြေတဲ့အချိန်ထမင်းသွားကြွေးတာအဲ့တော့ကဟိုလင်းအခေရလာမသိဘူးကြာ36ပြန်လာလို့အဲ့သတိ သမီးလေးဟာဟိုကျွန်တော်ထမင်းចောင်းစင်းလေးနဲ့ထမင်းခွန်ကျွေးတဲ့ပုံလေးတင်ထားအဲ့ဒီပုံလေးကျွန်တော်ပြန်ရှာရှာလို့မတွေ့တော့သတိရတာပေါ့နော်အဲ့ဒီမျိုးတိုက်ဆိုင်မှုရှိတယ်ရှိတယ်တော့အခုသားရည်သမီးသတိရပါတယ်အဲသူတို့အစဉ်ပြေနေတယ်ဆိုလို့ကျွန်တော်ဝမ်းသာတယ်အဲကိုကတော့ကိုကကိုစိတ်အစဉ်ပြေနေတယ်နေပြီးတော့အဲကိုလူတွေကိုစူးစမ်းပြီးလုပ်တယ်အဲပတ်စံရလာတဲ့ခါကျရင်အစဉ်ပြေပြေးရလူတွေဝေးတယ်ပြပြေးတယ်လူစားရှိတာလူတွေပေါ့ဗျာအဲအဲ့ဒါနဲ့ပဲအခုလောလောဆယ်ကတော့ ဟိုကိုယ့်အကူအလုံးနဲ့လူတွေကမမျှဟုတ်ဖြစ်တယ်အခုဟိုမှာအထဲမှာသချင်းတွင်းပြီးသားဟောအခုလေးနေမနေ့ကမှပြိုင်ပွဲဝင်သချင်းအဲ့လိုအခုဒီမှာထိုင်ရေးနေတာထိုင်ရေးပြီးအဲ့ဒါတခါထပ်သွားရအဲ့လိုမျိုးပေါ့ကျွန်တော်မှအခုသူ့ရဲ့နဲ့သူပြေးနေတာအခုဟိုသဂျန်နာနီးတဲ့အထိပေါ့လာစားပိုင်းကြလို့ရှိရင်လည်းကျွန်တော်ရေးတဲ့သချင်းပေါ့အခုတော့ကအဖိုးချစ်လဲဆိုခဲ့ဘူးလေဝင်းလက်ချယ်ဆိုတာဓာတုကလေးဆိုတာဟာသာဆုံးမလဲဆိုတာအဲ့ဒါကို မန္တလေးကမီကူဆွဲကော်မတီသူကသူဆိုတာသူအဲ့ဒါကို MDB ကိုကျွန်တော်အထားတော့အဲ့လေ MDB သွားရိုက်ပြီးအဲ့လိုပေါ့အများကြီးပါပဲဟိုကတယောက်တည်းနဲ့ဟိုအမှုပညာအလုပ်ကတမဲတည်းမဟုတ်ပဲနဲ့အဟိုအများကြီးပေါ့နော်အမေကြီးအများကြီးလုပ်နေရေးရလဲရေးရတယ်ပွဲပွဲတွေပဲပေါ်လာလို့ရှိရင်စီစဉ်ပေးရသေးတယ်အဲ့လိုမျိုးဟိုသွားလိုက်လာလိုက်နဲ့တော်ကြရတဲ့ချင်းစင်ကာပူကရောက်သွားတယ်တော်ကြရလို့ချင်းမန္တလေးရောက်သွားတယ်တော်ကြရပြင်မနာရောက်လိုက်ရန်ကုန်ပြန်ရောက်လာလိုက်ဟို တနေထက်သွားလာအဲ့လိုမျိုးဟိုပါပေါ့တွားနေလာနေနဲ့တချင်းနေလေအဲ့လိုတွားနေလာနေလေရေးရေးတော့အတန်သွင်းစရာတခါကြောက်ချင်းဒီမှာရန်ကုန်မှာအတန်မသွင်းမနဲ့မန္တလေးရောက်တဲ့အချိန်မှာရေးပေါ်အတန်သွင်းစရာရှိလာချင်းအဲ့ရစတူဒီယိုမှာပဲအဲ့ရလူခေါ်တီးပြီးတော့သွင်းပေးလိုက်တယ်ဆိုအဲ့လိုမျိုးလုပ်ရတာပါအဲ့ဒါဟိုပါပေါ့ဟိုတိတော်ထဲမှာလူတယောက်တင်ထားသလိုပေါ့ကိုဖြစ်လာတဲ့အခါကျတော့ဟိုဖြစ်လာသလိုပေါ့ဗျာဒါပေမဲ့ရည်ရွယ်ထားတာကတော့ဟိုကျွန်တော်မှခံစားချက်တစ်ခုရှိရပါတော့ခံစားချက်တစ်ခုရှိရဆိုတော့ အာကျွန်တော်ကအမြဲတမ်းဟိုခံဘက်ကရေဘသူနဲ့တွေ့လိုက်တွေ့တပည့်တပည့်ပဲဖြစ်သားသမီးဖြစ်အကုန်လုံးကျွန်တော်ခံဘက်ကရေပဲဆိုတော့ဟိုကို့မှာဟိုအမှုပညာအကုန်သိခါလေးရှန်ထွန်းမြန်မာသားဆိုကျွန်တော်ရေးတဲ့ချင်းဒီပြည်သက်ဒီတံမိုးထားပြီးရေအမှုပညာသမားတွေတံမိုးထားပြီးတော့ဆိုတော့အဲကုန်သိခါလေးဒီသက်ဒီရယ်နဲ့တနေ့ကြလို့ရှိရင်ငါဘယ်လိုနေတဲ့အခါကြရှိရင် ဟိုဘလို့အားကြတဲ့ဗျလူမှုတွေနဲ့အဲ့ဒီကို့ထားခဲ့တဲ့လူအကိုတော်ကငေးကြီးရတဲ့ဘဝမျိုးဖြစ်အောင်တော့ကနေမယ်ဆိုတဲ့စိတ်ပြီးတော့ထားထားတယ်ဟောအဲ့ဒီတည်းကြောင့်လို့ဒါနဲ့လောဘတော့မရှိဘူးလောဘမရှိဘူးဆိုတာအလုပ်ကတော့စင်စက်မပြတ်လုပ်နေရတဲ့ဟိုဟိုငွေငွေရအောင်ဆိုတဲ့လောဘတော့မဟုတ်ဘူးဟောအလုပ်တာဝန်ကြီးအောင်တော့နောက်ခုန MC ရမိသွားသလိုပဲကျွန်တော်တချင်းတိုင်းတချင်းတိုင်းကကျွန်တော်တန်ဖိုးထားတယ်လေဘယ်လက်ပုတ်ရေးရေးသမျှတချင်းကိုကျွန်တော်က အကောင်းဆုံးပြောင်းကျွန်တော်စဉ်းစားပြီးလုပ်ရတာခါကျတော့ပေါ့ပြပြနဲ့တချင်းပြင်းပြီးရောဆိုတဲ့ဟာမျိုးကျွန်တော်ဘယ်တော့မှမလုပ်ဘူးအဲတချင်းပေါက်တာမပေါက်တာအပိစက်ကြိုက်တာမကြိုက်တာတော့ဒါတချင်းရဲ့ကန်တရားပေါ်မှာစူတဲ့လူရဲ့ကန်တရားပေါ်မှာလည်းမူတည်သလိုပိစက်ရဲ့ဟိုအကြိုက်တွေ့ခြင်းမတွေ့ခြင်းရတယ်အများကြီးမူတည်ရတယ်အခုကျွန်တော်တချင်းတစ်ပုတ်ရေးထားတယ်ဟိုမှာထားပါတော့ညီမြချင်းဆိုတော့ဒီတချင်းလေးဘယ်လိုဆိုပြမလဲမသိဘူးအဲ့ဒီဘန်ဒရီကမီကိုဆိုတာလည်းသူဆိုမယ်ပြောတယ်ဟိုဟာခက်ခက်မှုကလည်းသူဆိုမယ်ပြောတယ် ဘလူးဆိုပြောညင်းပြချင်းဆိုအာအဲ့ညင်းပြချင်းဆိုတဲ့ခြေလေးဆိုလို့ရှိရင်ဗျာအမ်များသောအားဖြင့်မိသားစုတွေတော်တော်များများမှာ80%လောက်ကဟိုမိဘနဲ့သားသမီးအဆင်မပြေရတဲ့မိသားစုတွေများကြဟိုဟောပေါ့အဖေကအရန်အနစ်နာခံနေရှင်သားသမီးကစိုးနေတယ်အမေကအရန်ကောင်းမြန်လို့ရှိရင်လည်းဟိုသားသမီးတွေကစိုးနေတာတခါကျလို့ရှိရင်သားသမီးတွေကအရန်မိဘပေါ်အလိုက်တိ အရန်အနုနာခံဒုက္ခဆင်းရဲခံဘဝပါစရေပြီးတော့ဟိုမိဘကိုပေးဆက်နေလေအဲ့မိဘဟိုလောင်းကစားလို့လောရက်တော့နေတော့ဟိုအဖေကနောင်မြတ်ယူပြီးတော့အမေကနောင်နောက်ယောက်ျားယူအဲ့အမှုကြီးရတယ်လောကကြီးမှာအများကြီးပဲလေဆိုတော့အဲ့အလေးကိုကျွန်တော်ကဘာညီမချင်းဆိုလို့ခေါင်းစဉ်တက်ပြီးတော့အတိတ်ဘဝမှာရှိတဲ့အကြောင်းတရားတွေကြောင့်ဒီဘဝမှာမိသားစုတွေ အဲ့ဒီလူမျိုးမိသားစုတွေအများကြီးဖြစ်လာကြတယ်။ဒါပေမဲ့အဆင်ပြေပြီးတော့တာသမီကြီးကလည်းမိဘပေါ့အလိုက်သီးမိဘလည်းတာသမီကိုဟိုတခါတည်းအရန်ချစ်ပြီးတော့အဆအဆအရာဟိုအဆင်ပြေတဲ့မိသားစုတွေလည်းရှိကြတယ်။ဒါကခိုင်လေအတိတ်ဘဝမှာရှိတဲ့အကြောင်းအကြောင်းတရားအခုဒီအဲ့လိုမိသားစုတွေဖြစ်တဲ့အကျိုးတရားပြလာဖြစ်တယ်။အဲ့တော့လက်ရှိဘဝမှာကောင်းကောင်းဖို့အတွက်ကိုပြင်ဆင်ဖို့ရယ်အဲ့ဒီမိဘတွေကိုအနည်းနဲ့ခံပြီးတော့ဘောကျွန်တော်စင်ကာပူသွားတယ်စင်ကာပူမှာဗျာမမျော်လင့်ဘဲနဲ့ ဟိုဟာပေါ့မြန်မာအာလေးတွေပေါ့နော်အလုံးလုံးတွေကလေးတွေသွားတွေ့တယ်အမိဘတွေသူတို့သူတို့စင်ကူမှာအလုံးလုံးပဲဆိုလာတဲ့အချိန်တုန်းကကျသူတို့အေဂျင့်တွေကနေဟာဖာလုံးညာလို့ဆိုပြီးခိုးကြတော့အဲ့လိုမဟုတ်ခင်းနဲ့ဒါနဲ့ရောက်ပြီးသွားမှသူတို့လည်းအစင်ပြောင်းသူတို့ဒီကြရပေါ်ပါလေဆိုတော့အဲအမျိုးလေးကိုကျွန်တော်တွားတွေ့တွေ့တွေ့လိုက်တယ်တွေ့လိုက်တယ်ရန်ကုန်မှာလက်ဒီတိုင်းပဲဟိုမှာကျွန်တော်တယောက်ထဲသမားဆိုတော့ကျွန်တော်ဟိုအိမ်မှာအိမ်ရှင်မှာအိမ်တယ်ဟိုတော်တော်မှာအဖော်မရှိဘူးလေ အဲ့တော့ကျွန်တော်အလုပ်လုပ်တော့အညောင်းချက်ဒီမှာမာဆက်မှာသွားလို့အနည်းခံမှာ HA လေအဲ့ဒီပါဆိုလေတချို့ကလေးတွေဆိုလို့ရှိရင်မိဘကိုသူတို့ကြားမြတ်ပတ်စံပေးနေတာဟာသူတို့တချို့ကြောက်လည်းပတ်စံစုတယ်တပွဲကိုမိဘပေးတယ်တချို့ကြောက်လည်းစုတော့မစုနိုင်မိဘကအကုန်ပေးတယ်အဲ့ဒီပေးတဲ့မိဘသူ့အမေတွေပါတွေကအချဲထိုးပါညာနဲ့အဲ့လိုဖြစ်တော့ဟာကြားတော့စိတ်မကောင်းဘူးပေါ့နော်ဆိုတော့ဆိုတော့အဲ့လိုမျိုးဘဝမျိုးလေးတွေကိုစဉ်းစားမြင်အဲ့ဒီချင်းတွေကိုရေးထားလိုက်တာပေါ့နော်အဲ့တော့တာသမီး မိဘပေါ်မှာအလိုက်တည်တဲ့တာသမီတွေအနစ်နာခံတဲ့တာသမီတွေလေတဲ့အဆင်ပြေပါစေတဲ့တာသမီပေါ်မှာဟိုဟာပေါ်ဘဝကိုစည်းပြီးတော့ပေးဆက်တဲ့မိဘတွေလည်းအဆင်ပြေပါစေဆိုတော့အဲအဲညီမြချင်းသဘောမျိုးလေးစားရဲအညီမြချင်းဆိုတဲ့ချင်းတပုတ်လေးရေးထားရဲပေါ့နော်အဲအားတွေကအဲဘယ်သူဆိုပြီးမလဲတော့မသိဘူးပေါ့တချင်းဆိုတာလည်းဗျဟိုကျွန်တော်ပညာရနဲ့ကျွန်တော်လည်းအများကြီးပြောသလိုဘလောက်ကြီးကောင်းတဲ့တချင်းပဲဖြစ်ဖြစ်ဘလောက်ကောင်းတဲ့နာမည်ကြီးတဲ့အဆိုတော်ပဲဖြစ်ဖြစ်အဲ့တချင်းနဲ့အဲ့အဆိုတော်နဲ့က ဟိုဟာပေါ့သူသူကံတရားပေါ့နော်ပြိဿကဒါလေးကိုဟိုနှိမ့်ချိုက်သွားရင်ပေါက်သွားတာအဲအဲ့လိုမျိုးပေါ့တခြင်းကောင်းတယ်လည်းပေါက်ချင်မှပေါက်မယ်အစိုးတော့တော်တိုင်းလည်းပေါက်ချင်မှပေါက်တယ်ဆိုတော့အစိုးရနာမည်ကြီးတွေအရန်တော်တဲ့လူတွေဆိုပြီးတော့မပေါက်တဲ့ချင်းတွေလည်းအများကြီးပဲရှိတယ်။နာမည်ကြီးစာရေးဆရာတွေရေးပြီးတော့မပေါက်တဲ့ချင်းတွေလည်းအများကြီးရှိတယ်။အခုမှတပုစာနပုစာရေးပြီးတော့ပေါက်တဲ့ချင်းတွေလည်းအများကြီးရှိတယ်။ဒါကဟိုဘသူရေးမှပေါက်မယ်ဘသူဆိုမှပေါက်မယ်ဆိုတဲ့ဟာမျိုးတော့မရှိဘူး။ ကျွန်တော်တို့ဒီအမှုပညာပေါ့နော်အာကုလုံးကတော့ကျွန်တော်အများကြီးပြောနေကြစကားပဲကျွန်တော်ကိုနားလည်ပြီးပြီးတော့ပေါ့နော်ကျွန်တော် live ကိုကြည့်ပြီးတော့အများနဲ့နားလည်ပြီးပြီးတော့ကျွန်တော်တချင်းတွေကျွန်တော်လူပညာတွေအားပေးနေတယ်ပြည်သက်တွေတွေအားလုံးနဲ့ချစ်တယ်ချစ်တယ်ကျေးဇူးတွေနဲ့ထပ်ပြီးတော့လည်းတိတိနားလည်ပြီးပါလို့လည်းအဲပြောခြင်းနဲ့အဲအဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်အမြင်တစ်မျိုးဖြစ်နေတဲ့ပြည်သက်တွေကိုလည်းအဲကျွန်တော်ခွန်အားဖြစ်ဖြစ်သူတို့ပြောတဲ့စကားတွေကဘယ်လောက်ကြီးပဲ blade နဲ့စကားတွေပဲဖြစ်ဖြစ်ကျွန်တော်ခွန်အားပြောင်းလို့ ချို့အရာတွေကျွန်တော်ဆင်ခြင်နေအောင်လို့ပြောတဲ့စကားလို့မှတ်ယူပြီးတော့ယေရှုတည်တယ်အဲ့တော့ဘာပဲဖြစ်ဖြစ်ချစ်သူမုန်းသူအားလုံးကိုကျွန်တော်အကုန်လုံးယေရှုတည်ပါတယ်